Hello ဒီနေ့တော့ပဲပြုတ်ထမင်းကြော်လေးစားခြင်းလို့ပဲပြုတ်လေးပြုတ်ဖြစ်တယ်။အရင်လွယ်လွယ်လိုင်းလုပ်ကြည့်နော်။စတော်ဘဲကို Indian Side or Asian Grocery Side နေမှာဝယ်လို့ရတယ်။ White Peace Whole Vatana ဆိုပြီးရှာလိုက်ရင်ရတယ်သူက။သူက1 kg ထုတ်လာတာများတယ်။ဂျန်ကတော့ပြုတ်တိုင်းတဝက်ပေါ့နော်။ကီလိုဝက်လုပ်လိုက်တယ်။ပဲပြုတ်ပြုတ်ဖို့လိုတာတွေကတော့အဝိတ္တန်တန်လေးတစ်ခုနဲ့စကားလေးပဲလိုတယ်။ အရင်ဆုံးပဲကိုရေးစေးပြီးတော့တညရေးစိန်ထားလိုက်တယ်ပြီးရင်အဝတ်ကိုရေးစုမယ်ပြီးရင်စကားလေးပေါ်မှာအဲ့အဝတ်လေးဖြန့်ထားလိုက်တယ်ပြီးတော့အဲ့အဝတ်ထဲကိုပဲလေးတွေထည့်တယ်ပြီးရင်အဲ့ဒီစကားကိုအပေါ်အောက်လေးဝင်လေးထွက်လွယ်မဲ့နေရာမှာထားလိုက်ရုံပဲကျန်ကတော့စောင်းနှက်တဲ့အုပ်ပေါ်တင်ထားလိုက်တယ်ပြန်လေရေတနည်းသုံးချင်ရေဆက်ဆက်လေးပြန်ပြရတယ် ပြီးတော့ပဲစီမပေါ်အောင်အဝတ်လေးနဲ့တော့အမြဲအုပ်ထားရမယ်နော်ตัวนี้นุยาดีซูเมียนเนี่ยตะแยกเนี่ยอ่ญ่าวนี่ตลอดชีบีตัวอ่ญ่าวชีเลปูชูเลโออะคูอ่ะซ้องสู่รอ2เยกคွဲแล้วซ้องลงมาอ่ญ่าวนี่ชิชิเลริยาเรชิเสียเลเนาะเป้ปิ้วปูด้วยทมินบาวเลยาเรเมียนจินยีเพรสเชอร์คุกก็เลยาเรปิ้วเมโอเรโอเป้แท้ทะแยกกา2ตองพี่เบกกิ้งโซดา teaspoon စွန်းတဝက်ထည့်တယ်။ပြင်စားနည်းနည်းထည့်ပြီးတော့မှွေထားရမယ်။ तो pressure cooker နဲ့ဆိုရေကိုစင်ကြင်ခွက်နှစ်ခွက်စွန်းစွန်းပဲထည့်ရတယ်။7မိနစ်ပါဝင်ရပြီ။ထမင်းပါဝင်နေဆိုရေကိုပဲထည့်နှစ်ဆလျှော့ထည့်ပြီနော်။ပြီးရင်ထမင်းချက်တလို့ချက်ရုံမယ်။ပေပြုတ်ပူပူမွမွေးလေးရပါပြီ။ကျန်ကတော့ပြီးရင်ဒီလို zig bag တွေထည့်ပြီးဒီလိုမျိုးလေး အာထည့်ထားလိုက်တယ်ပေါ့နော် ပြီးတော့အခဲခဲနဲ့ထည့်ထားလိုက်တယ်ကီလိုဝတ်ဆိုတော့အိတ်တော်တော်ရရတယ်စားမဲ့ချိန်နှွေးပြီးစားရုံပဲအခဲခဲနဲ့ကနေထုတ်ပြီးတော့ရမ်းလွယ်တယ်လိုက်လှုပ်စားကြကြပါအဆုံးထိကြည့်လို့ကျေးဇူးပါ